ဒါကတော့ချန်ပီယံစုအတွက်အပြိုင်ဖြစ်နေတဲ့ဒါပရီးမီးယားလိဂျိုင်းပွဲဆွေသတင်းကိုပရိသတ်တွေကိုတင်ဆက်ပေးကြပါမယ်။ဒီပရီးမီးယားလိကတော့လက်ရှိမှာဆိုရင်ပွဲစဉ်23ကစားထားပြီးတော့ဒါလက်စတာစီးတီးအသင်းရဲ့ဒါမန်စီးတီးအသင်းအာဆင်နယ်အသင်းတို့ကဒါအနည်းဆက်ဆုံးချန်ပီယံစုအတွက်အပြိုင်ဖြစ်နေတဲ့အသင်းတွေဖြစ်ရှိနေကြပါလိမ့်မယ်။လက်စတာစီးတီးအသင်းကတော့ပွဲစဉ်23မှာစတိုစီးတီးအသင်းကို အင်ကွေးမှာ3ဂိုးပြတ်အနိုင်ရရှိပြီးတော့အာဆင်နယ်နဲ့မန်စီးတီးအသင်းတို့ရဲ့အမှတ်ရမှုကိုအခွင့်ကောင်းယူနိုင်ခဲ့တယ်။လက်ရှိမှာလက်စတာစီးတီးအသင်းကရမှတ်48မှတ်နဲ့အဆင့်1နေရာမှာရပ်တည်နေပြီးတော့မန်စီးတီးနဲ့အာဆင်နယ်ကတော့ရမှတ်44မှတ်စီနဲ့အဆင့်2နဲ့အဆင့်3နေရာမှာဆိုရင်ဒါအတိအကျရပ်တည်နေကြပါပဲ။လက်ရှိလက်စတာစီးတီးအသင်းကတော့ပရီးမီးယားလိမှာဒုတိယတိုက်စစ်အကောင်းဆုံးအသင်းဖြစ်ပြီးတော့အသင်းရဲ့ထိပ်တန်းကိုသိန်းရှင်နေဖြစ်ကြတယ်။ဗာဒီနဲ့ မော်ရက်စ်တို့ရဲ့ခြေစွမ်းပြသမှုတွေကဒါသူတို့ကိုဒီလိုမျိုးအဆင့်မျိုးမှာရက်တည်နိုင်အောင်စွမ်းဆောင်ထားနိုင်ကြကြလေးဖြစ်ပါတယ်။ဒီကွင်းလေကစားသမားတွေဖြစ်တဲ့ဒါကန်တီရဲ့ drink water ရုပ်ကဆိုရင်လည်းအသင်းရဲ့ထောက်တိုင်တွေတို့ဒါပြောရင်လည်းမမှားပါဘူး။ဒီပြော့ဒါနီးပြဖြစ်တဲ့ Rani Riri အပါဝင်ကစားသမားတွေကတော့ Premier League ဖလားကိုဒါမရည်မှန်းမှုလို့ပြောကြားထားပေမဲ့ Champion ဖြစ်နိုင်တဲ့စရင်ထဲမှာဆိုရင်တော့ဒါကျွမ်းကျင်သူတွေကတော့ဒီ Leicester City အသင်းကိုထည့်သွင်းထားတဲ့အပိုင်းမျိုးမြင်တွေ့ထားရတယ်။ဒါပေမဲ့ဒီ Premier League လို့အမည်ပြောင်းပြီးတဲ့နောက်ပိုင်း Blackburn အသင်း ဘိုးဆွဲပြီးတာကလွဲပြီးတော့ဒါအသင်းကြီးတွေဒါဘိုးဆွဲထားတဲ့ဘောနော်ဒါကဒီကပြောမယ်ဆိုရင်တော့ဒါအစင်လာမရှိတဲ့ဒီလက်ဆာစီးတီးအသင်းအသင်းအတွက်ကတော့ဒီလိုမျိုးဒါအသင်းကြီးတွေပဲဒါလူမျိုးပေါ်ဆွဲထားတာဆိုရင်ဒါအဓိကအခက်အခဲဖြစ်ခဲ့ရလို့လည်းသိရတယ်။ဒီလက်ရှိ Premier League အသင်းတွေထဲမှာဒါလူရင်းအားတောင်ဆုံးတိုက်စစ်အသင်းဖြစ်တဲ့ Man City အသင်းဟာဆိုရင်ဒါ Champion ဖြစ်နိုင်ဖို့အတွက်လုံလောက်မှုရှိတဲ့အသင်းဖြစ်လေယူဆသူ ဒါများပြားနေကြသလိုဒီအာဆင်နယ်အသင်းကိုဆိုရင်လည်းဒါချန်ပီယံဆုအတွက်ဒါအနည်းဆက်ဆုံးဖြစ်နေလို့လေဒါခံမှန်းထားမှုတွေလည်းရှိခဲ့လို့သိရပါတယ်ဒါကတော့ချန်ပီယံဆုအတွက်အပြိုင်ဖြစ်နေတဲ့ပရီးမီးယားလိပြိုင်ပွဲဆက်တင်ကိုနောက်ဆုံးအားသာရင်းအကြောင်းတစ်ခုအနေနဲ့ပရိသတ်တွေကိုတင်ဆက်ပေးရဖြစ်ပါတယ်ခင်ဗျာ